ကျွန်တော်တို့နိုင်ငံရဲ့ဒီမိုကရေစီရေးတိုက်ပွဲတနည်းအားဖြင့်စစ်ကောင်းဆောင်တွေကြောင့်ဆုံးရှုံးခဲ့ရတဲ့ဒီမိုကရေစီကိုပြန်ရဖို့လှုပ်ရှားမှုဟာ1988ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကနေတွက်ကြည့်မယ်ဆိုရင်နှစ်ပေါင်း38နှစ်ရှိသွားပါပြီ။ဘာလို့လောက်တော့ကြာနေတာလဲ။ကျွန်တော်နိုင်ငံရဲ့ဒီမိုကရေစီရဖို့လှုပ်ရှားခဲ့တဲ့ပုံစံတွေကိုပြန်လေ့လာကြည့်ပြီးအဖြေရှာကြည့်ရအောင်ပါ။တကယ်တော့ ကမ္ဘာနိုင်ငံတွေမှာလည်းဒီမိုကရေစီရဖို့ကြိုးစားတိုက်ပွဲဝင်ကြတဲ့အခါဘယ်တော့မှမလွယ်သလိုဒီမိုကရေစီအတွက်ဖော်မြူလာဆိုတဲ့ပုံသင်နည်းတတ်တတ်မှတ်မှတ်တည်တည်ဆဆလည်းမရှိပါဘူးနိုင်ငံများစုကနီးနာတစ်ခုတည်းမကတုံးကြပြီးဒီမိုကရေစီကိုတည်ဆောက်ဖို့ကြိုးစားကြပါတယ်အောင်မြင်တာတွေကြာရှုံးတာတွေရှိသလိုရှင်မတိုးနောက်မဆုတ်တက်နေတာတွေလည်းတွေ့ရပါတယ်ကျွန်တော်နိုင်ငံဆိုရင်တော့နောက်ကျောင်း ပြန်လှည့်ခဲ့တာပါဆိုတော့ဒီမိုကရေစီအရေးတိုက်ပွဲဝင်တဲ့နီးနာတွေကို ကြည့်ကြည့်ရအောင်ကျွန်တော်နိုင်ငံမှာဒီမိုကရေစီအတွက်အကြီးမားဆုံးစတင်တိုက်ပွဲဝင်ခဲ့တာကတော့1988ခုနှစ်ပါရှစ်လေးလုံးရေးတော်ပုံကတော့ပြပပါဝါလို့ခေါ်ရမယ်လူတို့အုံကြွမှုနှီးလန့်ပါဒီမိုကရေစီတိုက်ပွဲတွေမှာခေတ္တနိုင်ငံတိုင်း ဒီပုံစံနဲ့ဆက်လက်ရှိပါတယ်လူတို့အုံကြမှုပုံစံကအာနာရှင်အစိုးရတွေကိုပြောင်းလဲပြစ်နိုင်သလိုပြုတ်လဲပြုတ်ကျစေနိုင်ပါတယ်ကျောင်းသားတွေကစတင်ပြီးပြည်သူတရလုံးပါဝင်ခဲ့တဲ့ဒီ88ရေတော်ပုံကြီးဟာတပါတီအာနာရှင်အစိုးရရန်နေရာတစ်ခုလုံးကိုရပ်တန့်ပစ်ခဲ့ပါတယ်စစ်ကောင်းဆောင်ဘုံနေဝင်းနဲ့အစိုးရတစ်ဖွဲ့လုံးဆင်းပေးခဲ့ရပြီးသူ့ရဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကိုလည်းဖျက်သိမ်းခဲ့ရပါတယ်ဒါပေမဲ့စနစ်ကြီးတစ်ခုလုံးကိုတော့နေလံမပစ်နိုင်ခဲ့ပါဘူး ဒါကမြမရဲ့ပထမလူထုအုံကြွမှုပါအလားတူကြီးမားတဲ့ဒုတိယအကြိမ်လူထုအုံကြွမှုကြီးကတော့2021နေဦးဒေါ်လာရေးပါပဲအနာသိမှုကိုစန့်ကျင်ပြီးဒီမိုကရေစီပြန်ရဖို့တိုက်ခဲ့တဲ့ဒီနေဦးဒေါ်လာရေးလဲစစ်တပ်ရဲ့ရဲရဲစက်စက်ပြုခွင်းနေနေမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်အခု၄နှစ်ကျော်ကြာတဲ့အထိလဲစစ်တပ်ကပြည်သူတွေကိုပိတ်မှတ်ထားပြီးတိုက်ခိုက်နေတုန်းပါပဲဆိုတော့ကောက်ချက်ချကြည့်ရရင်လူထုရေးတော်ပုံနီလန်းက အခုအထိကျွန်တော်တို့နိုင်ငံမှာဒီမိုကရေစီကိုဆောင်ကျင်းမပေးနိုင်သေးပါဘူး။အကြောင်းကတော့စစ်ဘုတ်ကျုပ်တွေကပြည်သူတွေရဲ့ဆန္ဒကိုအလေးမထားပဲရရက်ဆက်ဆက်ဖိနှိပ်တဲ့အတွက်ပါ။ဒါပေမဲ့ဒီလိုလူလူအောင်ကြွမှုတွေနဲ့ဒီမိုကရေစီတကားကိုဆွဲဖွင့်နိုင်ခဲ့တဲ့နိုင်ငံတွေကဘာမှရှိပါတယ်။88ရေတော်ပုံတဲ့တနှစ်နောက်ကြပြီးထံခွက်89ခုနဲ့မှာဥရောပအလဲပိုင်းကချက်ကိုစလိုဗက်ကီးယားနိုင်ငံအခုတော့ချက်သမ္မတနိုင်ငံမှာ Zadar Revolution ဂရီဘာတော်လန်ရေးလို့အမိတွင်ခဲ့တဲ့ဒီမိုကရေစီရေးဆန္ဒပြပွဲဟာတည်င်းတစ်ပတ်လောက်ပဲကြာခဲ့ပါတယ်။အဲဒီလူထုအုံကြွမှုကနှစ်ပေါင်း40ကြာအုပ်ချုပ်ခဲ့တဲ့အာဏာရှင်ကွန်မြူနစ်စနစ်ကိုဖျောက်ချနိုင်ခဲ့ပါတယ်။အဓိကတော့အုပ်ချုပ်သူအာဏာရှင်ဆိုပေမဲ့ပြည်သူရဲ့တောင်းဆိုမှုတွေကိုလက်ခံပြီးငြိမ်းချမ်းစွာနဲ့ညှိနှိုင်းအာဏာလွှဲပေးခဲ့တဲ့အတွက်ပါပဲ။အဲဒီအချိန်ကနေအခုထိ check နိုင်ရနောက်ပြန်မလဲပဲဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှောက်လန်းနေတာတွေ့ရပါတယ်။ နောက်ထပ်ပိုနီးစက်တဲ့နိုင်ငံတစ်ခုကတော့ဖိလစ်ပိုင်ပါ1986မှာ People Power Revolution လို့ခေါ်တဲ့ပြည်သူ့အုံကြွမှုကြောင့်နှစ်ပေါင်း20ကျော်အုပ်ချုပ်ခဲ့တဲ့အာဏာရှင်မာကိုစင်ပေးခဲ့ရပါတယ်အဲ့ဒီအချိန်ကတည်းကဖိလစ်ပိုင်ဟာလည်းအရန်မခိုင်ပါပေမဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာပဲဆက်ရှိနေခဲ့ပါတယ်အဲ့ဒီနိုင်ငံတွေကိုမြန်မာနိုင်ငံနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အာဏာရှင်ချင်းတူတာတော့ကျွန်တော်နိုင်ငံကစစ်ဘိုလ်ချုပ်တွေက လူလူရဲ့ဆန္ဒကိုတံပိုးမထားပဲပိုမိုက်ရဲကြခေါင်းမာတာကိုတွေ့ရပါတယ်။ဒါပေမဲ့88ရဲတော်ပုံရဲ့ရလက်ကတော့စစ်ကောင်းဆောင်တွေကပါတီစုံရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ပေးခဲ့ရတာပါပဲ။တောင်ကကိုယ်စားရွေးကောက်ပွဲမှာဒီမိုကရေစီပါတီတွေအနိုင်ရခဲ့ပါတယ်။ဒါပေမဲ့မြန်မာစစ်ကောင်းဆောင်တွေကတော့ရွေးကောက်ပွဲရလက်ကိုအတိမတ်မပြုတ်ပဲဖြတ်သိမ်းဖြစ်ခဲ့ပါတယ်။အဲ့ဒီရွေးကောက်ပွဲတခုတည်းမဟုတ်ပါဘူး။နောက်နှစ်30အကြာမှာလုပ်ခဲ့တဲ့ 2020ရွေးကောက်ပွဲရလက်ကိုလည်းစစ်ဗိုလ်ချုပ်တွေကနောက်တကထပ်ပြီးဖျက်ဆီးခဲ့ပါဆိုတော့ဒီမိုကရေစီရဲ့အခြေခံဖြစ်တဲ့ရွေးကောက်ပွဲနီလန်းကလည်းဒီမိုကရေစီကိုပေါ်ဆောင်ဖို့ကျွန်တော်နိုင်ငံမှာအခုထိတော့အလုံးမဖြစ်ခဲ့ပါဘူးအာနာရှင်စနစ်ကနေဒီမိုကရေစီကူးပြောင်းရေးမှာရွေးကောက်ပွဲဟာအရေးပါတဲ့အခန်းကပါဝင်ခဲ့တဲ့နိုင်ငံတစ်ခုကတော့အင်ဒိုနီးရှားပါ1996ရွေးကောက်ပွဲမှာအကြက်သားအစိုးရကအာဏာရခဲ့ပြီး စစ်တပ်ကနိုင်ငံရေးမှာဝင်ပါနေတာကို2004မှာဖယ်ထုတ်နိုင်ခဲ့ပါတယ်အကြောင်းစရင်တော့မြန်မာပြည်သူတွေကဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုရှိပေမဲ့စစ်ဗိုလ်တွေကတော့အဲ့ဒီယဉ်ကျေးမှုမသိတဲ့သူတွေဖြစ်နေလို့ပါပဲ1988လူလူအောင်ကြွမှုနဲ့1990ရွေးကောက်ပွဲရလက်ကတာဒီမိုကရေစီစနစ်ကိုတကယ်လမ်းဖွင့်ပေးနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်နိုင်ငံကနှစ်ပေါင်း30ကျော်ဒီမိုကရေစီနိုင်ငံဖြစ်နေမှာပါ နှစ်ဖက်ညှိနှိုင်းတဲ့နီလန်တနည်းအားဖြင့်အုပ်ချုပ်သူတွေဘက်ကပျော်ပြောင်းပြီးညှိနှိုင်းအလျှော့ပေးတဲ့နီနဲ့ကမ္ဘာမှာဒီမိုကရေစီရခဲ့တဲ့နိုင်ငံတွေရှိပါတယ်။ဥပမာတောင်အာဖရိကနဲ့တောင်ကိုရီးယားပါ။နယ်ဆန်မန်ဒဲလာကိုလူပြူအစိုးရသမ္မတဖြစ်တဲ့ဖရက်ဒရစ်ဒီဂလက်က1990မှာထောင်ကနေလွတ်ပေးပြီးသူတို့ကြားညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ခဲ့ပါတယ်။ပြည်သူတွေရဲ့စန့်ကျင်မှု Civil Disobedience Movement ဆိုတဲ့ CDM လှုပ်ရှားမှုတွေကလည်းအဓိက PR တွေပါ။ နောက်၄နှစ်ကြာမှာမန်ဒလာတောင်အာဖရိကရဲ့သမ္မတဖြစ်လာပြီးဒီကလပ်နဲ့အတူအသွင်ကူးပြောင်းရေးတွေကိုဆက်လုပ်ခဲ့ကြပါတယ်။တောင်ကိုရီးယားအာဏာရှင်ချန်ဒူဝန်ကလည်း1989 Zone Democracy ဆန္ဒပြပွဲတွေကြောင့်နောက်ဆုံးမှာဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကိုစတင်လှုပ်ဆောင်ခဲ့ရပါတယ်။တောင်ကိုရီးယားအခုဆိုဒီမိုကရေစီလမ်းကြောင်းပေါ်မှာပဲဆက်ရှိနေပါတယ်။ကျွန်တော်တို့မြန်မာမှာလည်းဥသိမ်းစင်အစိုးရသွားတဲ့ပုံစံကအဲ့ဒီဘက်ကိုသွားသလိုရှိခဲ့ပေမဲ့ နောက်ဆုံးတော့စစ်ကောင်ဆောင်တွေကတောင်အာဖရိကနဲ့တောင်ကိုရီးယားကခေါင်းဆောင်တွေလို့မဟုတ်ပဲအာဏာကိုအတင်းပြန်လုခဲ့ကြပါတယ်ဆိုတော့2021မှာနောက်ကျောင်းပြန်ပြီးစစ်အာဏာရှင်အောင်ပြန်ရောက်ခဲ့ရတာပါဒီမိုကရေစီအရေးတွေမှာကမ္ဘာဒီမိုကရေစီနိုင်ငံတွေကဝင်မိကူလေးရှိပါတယ်နိုင်ငံတကာကဆန်ရှင်ခေါ်တဲ့စီးပွားရေးအပါအဝင်တခြားအရေးယူပိတ်ဆို့မှုတွေလုပ်လို့ရှိသလို engagement လို့ခေါ်တဲ့တိတိဆက်ဆက်မှုတွေလည်း လုပ်လို့ရှိပါတယ်။တနည်းအားဖြင့်ဒါ carrots and sticks ဆိုတဲ့ super dumpy policy ပါပဲ။ပြီးခဲ့တဲ့နှစ်ပေါင်း30ကျော်လုံးစစ်ဘုတ်ချုပ်တွေကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြောင်းလာဖို့နိုင်ငံတကာကချော့တကာ6တလက်နဲ့ဒီ policy ကိုသုံးခဲ့ကြပါတယ်။ကုလသမဂ္ဂနဲ့ဒီမိုကရေစီနိုင်ငံတွေကလူ့ခွင့်ရေးမချိုးဖောက်ဖို့ဒီမိုကရေစီရေလှုပ်ရှားသူတွေကိုမဖမ်းဖို့ရွေးကောက်ပွဲရလက်ကိုအတိမတ်ပြုဖို့ပြည်ဆောင်စင်ရေလှုပ်ဖို့ နှစ်နဲ့ချီပြီးတောင်းဆိုခဲ့တာတွေကိုစစ်ကောင်းဆောင်တွေနားမထောင်လို့အရေးယူမှုတွေလုပ်ခဲ့တာပါ American သမ္မတ Clinton နဲ့ George W Bush လက်ထက်တို့မှာလည်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအစ်စ်တွေကိုကန့်သက်တဲ့စီးပွားရေးရေးယူပိတ်ဆို့မှုနဲ့စစ်ဘုတ်ချုပ်တွေကိုဗီဇာပိတ်ဆို့မှုတွေလုပ်ခဲ့ပါတယ်ဥရောပသမ္မတကလည်းအလားတူပိတ်ဆို့မှုတွေလုပ်ခဲ့ပါတယ်ဒါပေမဲ့စစ်စိုးရကလည်းနိုင်ငံတကာရဲ့တောင်းဆိုမှုတွေကိုမလိုက်လျော့ပဲကောင်းပါခဲ့ပါတယ် ဒါပေမဲ့နောက်ပိုင်းမှာ American အပါဝင်နောက်နိုင်ငံတွေကပါသူတို့ရဲ့အရေးယူပိတ်ဆို့မှုတွေကအောင်မြင်ပါမလားဆိုတော့အတွေးတွေဝင်လာခဲ့ပါတယ်။နှစ်ပေါင်းများစွာမြန်မာဒီမိုကရေစီရေးကရှေ့မတိုးနောက်မဆုတ်ရုံထွက်ရခက်တဲ့အခြေအနေမှာရောက်နေတဲ့အတွက်နိုင်ငံတကာက engagement policy ဆိုတဲ့ထိတွေ့ဆက်ဆံရေးမူဝါဒကိုလည်းကျင့်သုံးခဲ့ပါတယ်။ဒါပေမဲ့ sanction တွေကိုလည်းချက်ချင်းဖြေလျှော့တာတော့မလုပ်ပါဘူး။အထူးသဖြင့်စစ်ကောင်းဆောင်တွေအရွက်ဝတ်လဲပြီးနိုင်ငံရေးကိုဖွင့်ပေးခဲ့တဲ့ 2017ခုနှစ်နောက်ပိုင်းမှာဒီ engagement policy ကအလုပ်ဖြစ်တဲ့သဘောရှိခဲ့ပါတယ်။တိုင်းပြည်လည်းအများကြီးပြောင်းလဲခဲ့တယ်လို့ဆိုရမှာပါ။ဒါပေမဲ့နောက်ဆုံးတော့စစ်ဘိုလ်ချုပ်တွေကသူတို့အာဏာကိုလက်မလို့ရဖို့ကပိုအရေးကြီးပါတယ်။တိုင်းပြည်အကူအညီထောက်ပံ့မှုရတာပြည်သူလူထုဘဝတိုးတက်လာတာတွေမကြည့်ပဲနောက်ဆုံးတော့အာဏာပြန်သိမ်းခဲ့တာပါပဲ။ဒီနေ့အဖြစ်တိုင်းပြည်ကိုကြောက်ထဲပြန်ဆွဲချခဲ့တာဖြစ်ပါတယ်။ဆိုတော့ စစ်ကောင်းဆောင်တွေကမုတ်ပေးလည်းမရဒုတ်ကျွေးလည်းမရလို့ဆိုရမှာပါနိုင်ငံတကာရဲ့အေးအေးယူပိတ်ဆို့မှုတွေဟာထိရောက်မှုတွေရှိပေမဲ့အလုံးမဖြစ်သလို engagement ဆိုတဲ့ညှိနှိုင်းဆောင်ရွက်မှုဤလဲအလုံးမဖြစ်ခဲ့ပါဘူးတခြားလုံး constructive engagement policy ကိုအဓိကသုံးခဲ့တာကတော့အာဆီယံနိုင်ငံတွေပါပဲသူတို့ရဲ့ net interference policy ဆိုတဲ့ပြည်တွင်းရေးဝင်ရောက်မဆွတ်ဖက်ရေးမှုရမြန်မာစစ်အစိုးရကိုမဝေဖန်ပဲ အပြုသဘောနဲ့ဆက်ဆံဖို့ကိုပဲအမြဲကျင့်သုံးခဲ့ပါတယ်ဒီအနုနီးကလည်းတကယ်တော့အလုံးမဖြစ်တဲ့အပြင်စကောင်းဆောင်တွေကိုအပေးအမြောက်တဲ့သဘောတောင်ဖြစ်စေပါတယ်အခု2021အနာသိမ့်ပြီးနောက်ပိုင်းအာဆီယံကျင့်သုံးနေတဲ့ဘုံသဘောတူညီချက်၅ရပ်ကလည်းအလုံးမဖြစ်တာအများအသိပါပဲဘာကြောင့်လဲဆိုတော့စကောင်းဆောင်တွေကနိုင်ငံတကာစံချိန်စံနှုန်းတွေတန်ဖိုးမထားမလိုက်နာလို့ပါပဲ ဒီနေရာမှာအတူပီလို့လူတီများကြတဲ့နိုင်ငံတကာကနေစစ်ရင်နဲ့ဝေရောက်ဖြစ်ရှင်တဲ့နီလန်းကိုလည်းမြန်မာဒီမိုကရေစီအရေးအတွက် တောင်းဆိုခဲ့ကြဘူးပါတယ်2008ဆိုက်ကလုန်းနာဂစ်နောက်ပိုင်းနဲ့2021ຫນွေဥဒေါ်လာရေးအစောပိုင်းကာလတွေမှာပါဒါပေမဲ့လည်းအကောင့်တွေမပေါ်ခဲ့ပါဘူးအဓိကတော့မြန်မာအရေးဟာပြည်တွင်းရေးပဋိပက္ခသာဖြစ်တယ်လို့နိုင်ငံတကာကမြင်တဲ့အချက်ကတစ်ချက်ပါနောက်တစ်ချက်ကပြည်ဝီနိုင်ငံရေးအကြောင်းလို့ဆိုရမှာပါ တရုတ်နဲ့ကပ်နေပြီးအရှိတောင်အာရှမှာရှိတဲ့မြန်မာနိုင်ငံမှာစစ်ရေးရဂျားဝင်ရင်ဖြစ်လာနိုင်တဲ့ပထဝီနိုင်ငံရေးတင်းမာမှုတွေကိုလည်းအမေရိကန်ပါဝင်ကမ္ဘာနိုင်ငံကြီးတွေမလို့ကျင်တာအမှန်ပါပဲနောက်တစ်ချက်ကတော့ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်မြန်မာဒီမိုကရေစီရေးရအနောက်နိုင်ငံတွေအတွက်စစ်ရေးရ intervention လုပ်ရလောက်အောင်အရေးမကြီးဘူးလို့ဆိုရင်လည်းမှန်ပါတယ်ဒါကြောင့်အမေရိကန်ရာရှိတွေကမြန်မာနိုင်ငံမှာစစ်ရေးရဂျားဝင်တဲ့ intervention นี่ကိုမစင်စားဘူးလို့တရားဝင်ပြောခဲ့ပါတယ်။ဒါပဲဖြစ်ဖြစ်နိုင်ငံတကာတပ်ဖွဲ့တွေနဲ့ဝင်ရောက်ပြီးအီရတ်နဲ့အာဖဂန်နစ္စတန်မှာအာဏာရှင်တွေကိုဖြုတ်ချနိုင်ခဲ့ပေမဲ့အောင်မြင်မှုမရခဲ့တာတွေကိုလည်းကျွန်တော်တို့တွေ့ပြီးသားပါ။နိုင်ငံတကာရဲ့နှီးပေါင်းဆောင်တာမကကျွန်တော်နိုင်ငံမှာမြမနီမြမဟန်ဓမ္မနီလဲတုံးခဲ့တယ်လို့ပြောရမှာပါ။ခေတ်ဆက်ဆက်နိုင်ငံရေးတိုက်ပွဲတွေမှာပြည်သူတွေဘက်ကရက်တဲ့ တန်ဃာတွေအများကြီးရှိခဲ့ပါဒါပေမဲ့ဒီဘက်ခေတ်မှာတော့ဗိုလ်ချုပ်တွေကဘုန်းကြီးတွေကိုကိုးကွယ်တယ်လို့ပါဏာတိပါဒကံကျူးလွန်တဲ့ဗိုလ်ချုပ်တွေကိုကိုးကွယ်တဲ့ဘုန်းကြီးတွေလည်းမနှဲပါဘူး1990အဂုလ၈ရက်မန်လေးမြို့မှာပြုလုပ်တဲ့ရှစ်လေးလုံးအရေးတော်ပုံနှစ်ပတ်လည်ဆွန်းလောင်းပွဲမှာတန်ဃာတွေကိုစစ်တပ်ကနှောက်ယှက်ပိတ်ဆို့ရိုက်နှက်တာအပြင်ပြစ်ခတ်မှုတွေပါရှိလို့တန်ဃာတော်အချို့တနက်တိမှန်တန်ဃာရခဲ့ပါတယ်အဲ့ဒီဖြစ်ရကြောင် တန်ဃာတော်တွေချမ်းမှာတတ္တနေကိုဇနာကန်ဆောင်တပိတ်စတင်ခဲ့ပါတယ်အဲ့ဒီအချိန်ကစစ်အစိုးရမန်းလေးနဲ့ရန်ကုန်ကကျောင်းတိုက်တွေတဲဝင်ရောက်စီးနှင်ဖမ်းဆီးခဲ့ပြီးထိတ်သီးစရာတော်ကြီးတွေအပါဝင်ရန်နဲ့ချီတဲ့တန်ဃာတော်တွေကိုဖမ်းဆီးထောင်ချခဲ့ပါတယ်တာဝန်ရှိတဲ့သူတွေကတော့စစ်ကောင်းဆောင်တွေဖြစ်တဲ့ဘူစောမောင်ဘူခင်ညွန့်တို့အပါဝင်နာဝတ္တစစ်အစိုးရတစ်ခုလုံးပါပဲ2009မှာလဲစစ်အစိုးရက လောင်စာစီဈေးနှုန်းတွေမြင့်တင်လိုက်လို့ကုန်ဈေးနှုန်းတွေမြင့်တက်ခဲ့ပါတယ်။အဲဒီအတွက်ပြည်သူတွေစားဝတ်နေရေးကျက်တဲလာတာကြောင့်တန်ဃာတော်တွေကပြည်သူဘက်ကရက်တီးပြီးလမ်းပေါ်ထွက်စီတန်းလမ်းလျှောက်မြစ်တာပို့ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကဘူတန်းရွှေရဲ့စီဆိုးရကတော့ငင်းငင်းချမ်းချမ်းမြစ်တာတုတ်ယူဆန္ဒပြခဲ့တဲ့တန်ဃာတော်တွေကိုရိုက်နှက်ဖမ်းဆီးထောင်ချခဲ့ပါတယ်။ညီမစစ်ဘိုတွေကမြစ်တာတုတ်ကိုတော့တနန်းနဲ့ တုံ့ပြန်ခဲ့ကြတဲ့အတွက်ကြောင့်တရားဓမ္မနီးလဲအလုံးမဖြစ်ခဲ့ပါဘူးနောက်ထပ်စိတ်ကူးရင်ကြတဲ့အချက်ကတော့စစ်တပ်တွေကမျိုးဆက်သစ်အရာရှိတွေကပြည်သူ့ဘက်ကနေရက်တီပြီးသူတို့ရဲ့ဗိုလ်ချုပ်ကြီးတွေကိုစန့်ကျင်မလားဆိုတဲ့အယူဆပါပဲပညာရှင်တွေလေးလာသူတွေတန်တမန်တွေအပြင်တချို့နိုင်ငံခေါင်းဆောင်တွေကပါစဉ်းစားခဲ့တဲ့အချက်တခုပါလက်ရှိမှာတော့တက်ကနေ ဒီဖက်တာတွေရှိပေမဲ့တက်တွင်းအပြောင်းလဲဖြစ်မဲ့အနေထားတွေတော့မတွေ့ရပါဘူးနောက်တက်လာတဲ့ဘူချုပ်တွေကရှိကသူတွေထက်တော့ပိုဆိုးလာတာတွေ့ရပါတယ်ဘူနေဝင်းဘူတန်းရွှင်နဲ့လက်ရှိစစ်ကောင်းဆောင်မင်းအောင်လိုင်းတို့ကိုနိုင်ရှင်ကြည့်မယ်ဆိုရင်တော့သိတာပါတက်တွင်းမှာအပြောင်းလဲတကယ်လှုပ်ရှင်တဲ့သူတွေသာရှိမယ်ဆိုရင်လက်ရှိစစ်ကောင်းဆောင်မင်းအောင်လိုင်းတယောက်မရှိတော့တာကြပါပြီမြန်မာအတွက်လက်နက်ကင်နီလန်းကလုံးဝမစိမ့်တဲ့နီလန်းမှာ 1948လွတ်လပ်ရေးကာလကလေးကအစိုးရရဲ့နိုင်ငံရေးလမ်းကြောင်းကိုသဘောမတူမယုံကြည်တဲ့နိုင်ငံရေးအဖွဲ့တွေနဲ့တိုင်းရင်းသားအဖွဲ့တွေကတနေ့ကန်တော်လန်တဲ့အစင်လာရှိကြပါတယ်1960နှစ်စစ်တဲ့အာဏာသိမ်းပြီးနောက်ပိုင်းလဲအလားတူပါပဲ1988အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဒီမိုကရေစီကိုတိုက်ယူဖို့ကျောင်းသားတွေကိုယ်တိုင်ဖွဲ့စည်းတဲ့ ABSDF ဆိုတဲ့ကျောင်းသားတပ်မတော်ပေါ်ခဲ့ပါတယ်ထုံးစံတိုင်းလက်နက်ကင်တော်လန်ရေးဆိုတာနောက်ဆုံးအဆင့်တိုက်ပွဲပါ ဒါပေမဲ့88နောက်ပိုင်းကာလမြမနိုင်ငံရေးမှာအကျမ်းမဖက်နိုင်ငံရေးလမ်းစဉ်တွေကပိုပြီးလွှမ်းမိုးတယ်လို့ပြောရမှာပါ88ကထွက်ပေါ်လာတဲ့ဒီမိုကရေစီအတွက်လက်နက်ကင်တိုက်ပွဲကထင်သလောက်ခရီးမြောက်ခဲ့ပါဘူး။ဒါပေမဲ့2021အာနာသိမ်းပြီးနောက်ပိုင်းမှာပေါ်လာတဲ့လက်နက်ကင်တော်လန်ရေးကတော့ရန်ကုန်မန်းလေးမြို့ပေါ်တွေသာမက တိုင်းသာပြည်နယ်တွေကမြို့တွေကပါလူငယ်အများစုပါဝင်ခဲ့ပြီး ငကိုရှိပြီးသားလက်နက်ကင်တိုင်းရင်သားအဖွဲ့အများစုကပါဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။2021လက်နက်ကင်တော်လန်ရေးရ2023နဲ့24နိုင်ငံနဲ့တဝမ်းထိုးစစ်တွေမှာအောင်မြင်မှုတွေအများကြီးရခဲ့ပါတယ်။ဒါပေမဲ့တရုတ်ရဲ့စစ်ကောင်စီဘက်ကရက်ပြီးတိုင်းရင်သားအဖွဲ့တွေပြရားပေးမှုတွေကຫນွေဦးလက်နက်ကင်တော်လန်ရေးရဲ့အရှိန်ကိုတားခဲ့တာအမှန်ပါပဲ။ဒီနေရာကိုပြန်ကြည့်ရင်နိုင်ငံတကာနဲ့အိန်းနာချင်းနိုင်ငံတွေကလွဲတဲ့ဘက်ကဝင်ရောက်စွတ်ဖက်ရင်လဲ ဒီမိုကရေစီရေးကိုကြန့်ကြာစေတာအမှန်ပါပဲကျွန်တော်နိုင်ငံမှာတော့ဒီနီးလန်းတွေအကုန်လုံးသုံးခဲ့ပြီးပါပြီဆိုတော့မြန်မာဒီမိုကရေစီရေးနီးလန်းကုန်ပြီလားလို့မေးရမလို့ဖြစ်နေပါတယ်စစ်ဘိုလ်ချုပ်တွေကတော့အပြော်နီးလည်းမရအမာနီးလည်းမရချော့လည်းမရချောက်လည်းမရတန်တမန်နီးလည်းမရဓမာနီးလည်းမရပါဘူးဒါကြောင့်လဲပြည်သူကနောက်ဆုံးနည်းဖြစ်တဲ့လက်နက်ကန်နည်းနဲ့ တက်ယူနေကြတာပါဒါမှမဟုတ်နှီးတန်းရာထိရောက်တင့်တလောက်ထိရောက်မှုတွေရှိပါတယ်လူတွေရဲ့ပူးပေါင်းပါဝင်မှုနိုင်ငံတကာရဲ့အရေးယူဆောင်ရွက်မှုတွေစစ်ကောင်စီအတွက်လောင်စာဆီဖြတ်တောက်မှုစတဲ့နိလန်းတွေကဒီမိုကရေစီရေးအောင်မြင်ဖို့အရေးကြီးတဲ့အချက်တွေပါပဲဘလောက်ပဲကြာပလိစေဒီမိုကရေစီရေးတိုက်ပွဲကတော့မယားမချင်းဆက်သွားနေမှာသိကြပါတယ်ဒါကအာဏာရှင်တွေနဲ့ပြည်သူတွေကြားကတိုက်ပွဲပါပဲဒီမိုကရေစီခိုင်မာပါတယ်ဆိုတော့အမေရိကန်ပြည်ထောင်စုကိုတော့ဒီနေ့ကြည့်မယ်ဆိုရင် ဒီမိုကရေစီကိုထိမ့်သိမ်းဖို့ရုန်းကန်နေရတာကိုကျွန်တော်တို့တွေ့နေရပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ဒီမိုကရေစီအမြန်ရဖို့အတွက်ဘလို့နီးလန်းတွေရှိအောင်မလဲအိုင်ဒီယာတွေရှိရင်ညှက်ခဲ့ပေးပါဘာတွေပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံရဲ့မပြီးသေးတဲ့ဒီမိုကရေစီတိုက်ပွဲအတွက်ကျွန်တော်စဉ်းစားမိတဲ့အတွေ့အကြုံကတော့ where there struggle there's hope တိုက်ပွဲရှိနေသည်ညှော်လင့်ချက်ရှိပါတယ် stay strong good luck